ူလက်ရှိအခြေအနေကစေရနာပရိဒတ်စာသင်ကျောင်းလိုက်ကိုမင်းတို့ဘုံကျဲတဲ့တက်ပြတ်တဲ့တန်ခါတော်ကိုဦးကိုတိတ်တယ်မင်းတို့အကျမ်းပတ်စစ်ကောင်စီရဲ့လက်ထက်မှာလူသားချင်းစာနာသိဆိုတာမရှိဘူးအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာ နေ့စဉ်ထူးဆန်းတဲ့အပါဝင်တဲ့ထူးတဲ့ကောင်းတဲ့မှန်တွေတင်ဆက်ပေးတော့မှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ် ယေရှုသူအရောက်ရှင်းတဲ့တိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအရေးတော်ပုံအောင်ရမည်စေအာနာရှင်စနစ်ကြာရှုံးရမည်အဲ့တော့နောင်ချိုအခြေအနေကိုသိချင်နေတဲ့မိဘညီကိုမောင်မများနောင်ချိုမှာအကြမ်းမဲ့စစ်ကောင်စီကတိုက်လေရင်ကိုသူကအနှိမ့်ပြန်တန်းတယ်တဲ့နော်အနှိမ့်ပြန်တန်းပြီးတော့မှစိန်ယရနာနော် စင်ယတနာပရိယတိယေတစာသင်ကျောင်းတိုက်ကိုဘုံကျဲပြစ်ခတ်တိုက်ခိုက်မှုမှာတန်ဃာတော်9ပါးနဲ့ပြည်သူ9ဦးစုစုပေါင်း14ဦးတေဆုံးတယ်ဆိုတော့မှာတရင်နေရတော့တောက်လျှောက်တက်လာတယ်เนาะတရင်နေရတောက်လျှောက်တက်လာတယ်ဒါတွေကတော့အခု breaking news ပေါ့အခုတက်လာတဲ့တရင်နေအဲ့တော့အချမ်းမဲ့စစ်ကောင်စီလှုပ်သွားတာအဲ့တော့ရှမ်းပြည်နယ်ရဲ့မြောက်ပိုင်းမှာရှိနေတဲ့မြောက်နောင်ချိုမှာအချမ်းမဲ့စစ်ကောင်စီကလေရင်ကိုအနေဆုံးပြန်တိုက်ပြီးတော့မှဟလား အဲသူတန်ခါအာဒီကျွန်တော်စေရနာပေးရတဲ့အစာတင်ကြောင်းတိုက်ကိုဘုံကျဲလိုက်ပါတယ်အဲ့မှာတန်ခါတော့ကူပါနဲ့သူပြည်သူငါးဦးတည်တယ်တဲ့နော်မယုံမူနာတွေယုံနာတွေခင်ဗျားတို့တွေကျွန်တော်ပြောနေတာမဟုတ်ဘူးယက်ကူလက်ရှိနောင်ချုံမှာဖြစ်ပြနေတဲ့အကြောင်းတရားကိုပြောနေတာဟိုဟိုနော်ခင်ဗျားတို့စကားစပါကလူတွေနော်ဟိုအကောင့်အတူနဲ့နိုင်ငံကြီးကြားပြန်အကောင့်အတူနဲ့လာဝင်မမှန်နဲ့နော် နိုင်ငံကြီးကြားပြတ်အကောင့်အတူတွေတုံးပြီးတော့မှဝင်မမတ်နဲ့เนาะဟိုနောက်ချိုးနောက်ချိုးတော့မှခင်ဗျားတို့ကြားဘူးလားမသိဘူးခင်ဗျားတို့စကားစာပတ်ကလူတွေอ่ะเนาะအဲ့ဒါမျိုးအဲ့တော့ကျွန်တော်တို့ရဲ့ကျွန်တော်တို့ကမြန်မာနိုင်ငံသားကချင်ကရကရင်ချင်းဗမာမော်ရခိုင်ရှမ်းတိုင်းနဲ့ပြည်နယ်၁၄ခုလုံးကိုကျွန်တော်တို့တွေကအုံနောက်အထဲမှာထည့်ထားတယ်ကိုကမြန်မာနိုင်ငံသားတယောက်ဖြစ်တယ်ကချင်ပြည်နယ်တရင်နဲ့အုံနောက်လက်ထည့်တယ်ဘဝထဲမှာလက်ထည့်ထားတယ် ကချင်ကရကရင်ချင်းဗမာမော်ရကာရတိုင်းနဲ့ပြည်နယ်14ခုလို့ကိုနဲ့မဆိုင်သလိုမနေဘူးเนาะဘယ်နေရာမှာဘာတွေဖြစ်တယ်လဲဘယ်နေရာဒီမှာဘာတွေဖြစ်တယ်လဲဆိုတဲ့အရာတွေအစားခါခါနာနာကျွန်တော်တို့အားလုံးအားလုံးကဘုံတော်ထဲမှာထည့်ထားတယ်เนาะအဲ့လိုမျိုးအဲ့တော့နောက်ချိုမှာအကြမ်းမစစ်ကောင်စီကလင်းကိုအနေဆုံးပြန်တမ်းပြီးစေရနာပရိတာစာတင်ចောင်းတိုက်ကိုဘုံကျပြစ်ခတ်မှုတန်ကတော့9ပါးနဲ့ပြည်သူ9ဦးစုစုပေါင်း14ဦးတေဆုံးတယ်เนาะ အစောဒီနားထောင်ပါအောက်ကနေအကောက်အတူနဲ့နိုင်ငံကြီးကြားပြန်အကောက်တူနဲ့မတ်နေတဲ့ကောင်းမင်းအစောဒီနားထောင်အဲ့တော့မင်းတို့အကြမ်းမဲ့စစ်ကောင်စီကအခုလက်ရှိမှာမင်းတို့တွေဒီရုပ်ရှင်မှာပါလဲရုပ်ရှင်ပြမှာပါလဲအခြေခံလူဒန်းစားတွေရဲ့ကားပြမယ်ဆိုပြီးတော့မှရုပ်ရှင်မင်းသားမြင့်မြတ်ကိုမင်းတို့တွေဒီပွဲထုတ်ထားတဲ့အခုလက်ရှိအခြေအနေမှာဟုတ်လားမဟုတ်လားဟုတ်လားမဟုတ်လား အဲ့တော့အခြေခံလူတန်းစားတွေရဲ့ဘဝတွေကိုစာနာလို့ရအောင်တနာလို့ရအောင်ဆိုပြီးမင်းတို့တွေဒီရုပ်ရှင်ပြတယ်အခုလိုက်နော်အဲ့တော့ရုပ်ရှင်မင်းသားမြင်းမြတ်ကိုလည်းပြောလိုက်နော်အာနာရှင်ကိုမတော်လန်သရွေ့မင်းတို့ပြနေတဲ့ရုပ်ရှင်ကားတွေဒီအချင်းကြီးတတ်တတ်ဖြစ်တယ်လို့ပြောလိုက်တော့ပေါ့လား ချိတ်လို့ပြောရအောင်မင်းတို့စကားစဘက်ကကောင်တွေက လူစင်မီလို့လားလူအတွေးကောရှိလို့လားလူအတိုင်းဝိုင်းကျင်ဝင်တိတ်ခါတွေရှိလို့လားဟမ်မင်းတို့အာနာရှင်အတိုင်းအဝိုင်းတွေက လူစင်မီလားမင်းတို့ခုပြည်သူနဲ့မင်းတို့စကားပြောခြင်းနဲ့မင်းတို့ကချင်တန်မိုးနားလဲလားကရင်တန်မိုးနားလဲလားကယားတန်မိုးနားလဲလား ကချင်ကရကရင်ချင်းဗမာမိုရကန်ရှမ်းရတမူနားလေလားမင်းတို့ဓာရီနားလဲမှာပြည်သူနဲ့မင်းတို့စကားပြောလို့ရမှာလေဓာရီနားမလဲပဲနဲ့မင်းတို့ပြည်သူလူလူနဲ့စကားလာပြောလို့မရဘူးတဘာပေါက်တယ်နော်အဲ့ဒါမှပြောနဲ့ပြည်သူတံမိုးမပြောနဲ့မင်းတို့အောက်ခြေမှာရှိနေတဲ့စစ်သားတွေရဲ့တံမိုးတော်မှမင်းတို့နားမလဲဘူး။တဝါပေါက်လား အဲ့တော့မင်းတို့အောက်ကနေအမြဲတမ်းအောက်ကမှပဲနေအတွေးခေါ်မပြည့်တဲ့သူတွေနော်စဉ်းစားညာမပြည့်တဲ့သူတွေမင်းတို့အောက်မှာအမြဲတမ်းနေပြည်သူကအမြဲတမ်းစင်ပေါ်ရပဲအခုမင်းတို့နောင်ချိုမှာရှိနေတဲ့နေရာကိုမင်းတို့ဘုံသွားကြဲတယ်တန်ဃာတော်တွေကိုမင်းတို့ဘာဖြစ်လို့ဘုံကြဲရတာလဲ စစ်တပ်ကိုပြည်သူကကူညီခဲ့လို့လာစစ်မှုထမ်းဆောင်ဖို့တွေပါတွေအောက်မှာမင်းတို့လာရင်းနေတဲ့အရာတွေစောက်ဖို့တွေမင်းတို့စစ်တပ်ကိုထမင်းကျွေးနေတာမင်းအောင်လိုက်မဟုတ်ဘူးစိုးဝဲမဟုတ်ဘူးမင်းတို့စစ်တပ်ကိုထမင်းကျွေးနေတာပြည်သူမင်းတို့စစ်တပ်ဘာနဲ့ထမင်းစားလဲအခွန်နဲ့ထမင်းမစားဘူးလားခေါင်းခေါက်လိုက်ရဟင်မင်းတို့စစ်တပ်မှာအခွန်ဘယ်ရလာလဲမင်းတို့မသိမ့်ဘူးလား ဘယ်သူတွေဆီကနေအခွန်ရတယ်ဆိုတော့မင်းတို့မသိမ့်မေးဘူးလားမင်းတို့တွေဒီလာလာပြီးမတ်လို့ရှိရင်ဘုသူတာလည်းမကြွယ်ဝအုံတော့အတွေးခေါ်လည်းမကြွယ်ဝအကျိုးအကြောင်းလည်းမကြွယ်ဝမင်းတို့အခုတန်ဃာတော်တွေကိုမင်းတို့တွေဒီဘာကြောင့်ဘုံကျဲပြီးတော့မှပြစ်ခတ်ပြီးတော့မှလှုပ်လိုက်တာလဲအခုနောင်ချိုးမှာရှိနေတဲ့တကယ် တန်ဃာတော်တွေကိုမင်းတို့ဘာဖြစ်လို့လေနဲ့ဘုံကျိပ်ပြီးတတ်ဖြတ်လိုက်တာလဲဟမ်တဲလိုက်တဲ့ဖယားနေပြီးတော့မှမင်းတို့တဲတဲ့ဖယားเนาะခုနေရာမှာတဲလိုက်ပြန်ပြီဖယားမင်းတို့တော့ဖယားတဲတာမင်းတို့တိုင်းမဲ့တန်ဃာတော်တွေကိုရဲရဲဆက်ဆက်ပြန်တတ်တာလဲမင်းတို့ဟွန်း တန်ဃာတော်တွေရရဆက်တဲ့အခုနောင်ကျုံမှာရှိနေတဲ့တန်ဃာတော်ကိုပါမင်းတို့ဘာဖြစ်လို့လိန်နေတက်ပလိုက်လဲငင်းညံ့နေတာလားမြတ်စွာဘုရားကမာနလားတန်ဃာတော်တွေကိုလိန်ရင်နဲ့ဘုံကျဲတက်ဖြတ်ဖို့အတွက်မြတ်စွာဘုရားမာနလားဘာမင်းတို့စစ်တက်ကောင်းအောင်လုပ်ပေးနေရလဲ ရုရှားကိုမင်းအောင်လိုင်းသွားတာရုရှားကိုဖင်ခံပြီးပြန်လာတာမြင်မြင်မှတ်ထားရုရှားကိုမင်းအောင်လိုင်းသွားတာပြီးမင်းတို့ဂုံယူမနေနဲ့တော်ပေါက်လားရုရှားကိုမင်းအောင်လိုင်းသွားတာကိုဂုံယူမနေနဲ့ လျှက်စင်မီရရှိရေးအဲ့ဒီလျှက်စင်မီရရှိရေးနဲ့မရောက်နိုင်တဲ့ဘာဆိုင်လဲငါခေါင်းခေါက်လိုက်ပြီလျှက်စင်မီရရှိရေးနဲ့မရောက်နိုင်တဲ့ဘာဆိုင်လဲမရောက်နိုင်အလုံးလုံးအမစစ်တပ်အလုံးလုံးအမလीဒီလျှက်စင်မီနဲ့ तू तू ဘာဆိုင်လဲဟမ်ငါခေါင်းခေါက်လိုက်မယ်မင်းအလိုက်ဘာအဆင်လဲ ဟမ်ဆောက်ရှက်အကွဲခံပြီးကွန်မန့်နေမှန်းတယ်နော်မင်းအောင်လိုက်နဲ့လက်စမီနဲ့ဘာဆိုင်လဲငါမေးဦးမယ်အဆွေရဲစမီရဖို့အတွက်ကိုရုရှားကိုထိုးချွေလိုက်ရတဲ့မြန်မာနိုင်ငံရဲ့တနင်္လာနေ့တိုင်းဒေသကံယူတန်းတွေကိုထိုးချွေလိုက်ရတယ်ဆိုတော့ မင်းတို့မအားလာတဲ့မှာတည့်စင်မီထုံနေတဲ့កောင်းနေမရှိဘူးလားတည့်စင်မီနဲ့ပတ်သက်တဲ့ပညာတတ်တွေမရှိဘူးပေါ့ရုရှားဆိုရင်ပြေးဖင်ခံတယ်နော်တရုတ်ဆိုရင်ပြေးဖင်ခံတယ်နော်တန်ဃာတော်တွေဆိုရင်မင်းတို့အခုနောက်ချိုးမှာ6ခုလောက်မင်းတို့တပ်လိုက်ပြီနော်တန်ဃာတော်တွေဆိုတပ်လိုက်ပြီဘုန်းကြီးเจ้าနေဆိုမီရှိုးပဲ ာကအရေးအချင်းမရှိဘူးလို့ခေါ်တယ်။လျှက်စင်မီရရှိရတဲ့နိုင်ငံတကာစီးပွားရေးကုန်သွယ်ရေးမင်းတို့မင်းတို့စစ်တပ်နဲ့စီးပွားရေးနဲ့ဘာဆိုင်လဲ။ထမေးပြန်မယ်။မင်းတို့စစ်တပ်နဲ့စီးပွားရေးနဲ့ဘာဆိုင်လဲ။စီးပွားရေးကပြည်သူပိုင်းလေ။မင်းတို့နဲ့ဘာဆိုင်လဲ။ ဘိုးကျော်အောင်ဆန်းမင်းတို့စီးပွားရေးလှုပ်ပါလို့မာခဲ့လားစောက်ရှက်အကွဲခံပြီးထမ်းမအောင်ဘိုးကျော်အောင်ဆန်းကမင်းတို့စီးပွားရေးလှုပ်ပါလို့မာခဲ့လားပြောဘိုးကျော်အောင်ဆန်းကကရင်ပြည်နယ်ကိုတိုက်ပြီးတော့မှစီးပွားရေးလှုပ်ကြပါတနင်္လာတိုင်းဒေသကိုတိုက်ပြီးတော့မှစီးပွားရေးလှုပ်ကြပါအေယာဝတီတိုင်းကိုတိုက်ပြီးစီးပွားရေးလှုပ်ကြပါ ရခိုင်ပြည်နယ်ကိုတိုက်ပြီးစီးပွားရေးလုပ်ကြပါလို့မှားခဲ့လားဟင်ဘိုးကြောင့်အောင်ဆန်းကပြည်နယ်ရေးတွေတိုင်းနယ်ပြည်နယ်အရေးတွေကိုလောင်ဝါးကြီး အုပ်ကြပါဂုတ်သွေးတွေစုပ်ကြပါလို့ဘိုးကြောင့်အောင်ဆန်းမှားခဲ့လားဟင်စောက်ရအကွဲခံပြီးမှန်းတယ်နော်ပြင်းတစ်ချက်လည်းမပြေဘူး စစ်တပ်နဲ့နိုင်ငံတာဝန်ယူတယ်တဲ့တရုတ်ကမြန်မာမြေပေါ်မှာလာပြီးကလော်ထုတ်တာဂျန်းခွက်တွေဖြစ်ကုန်ပြီတဘာဝပတ်ဝန်းကျင်တွေလည်းတုံးကုန်ပြီအဲ့ဒါကြတော့မင်းတို့ဘာဖြစ်လို့မတော်လန်ရဲသလဲဘာတာဝန်ယူတာတရုတ်လိုင်းဖင်ကုန်းပေးတယ်ရုရှားလိုင်းဖင်ကုန်းပေးတယ်ဖင်ကုန်းပေးတာကိုမင်းတို့ကတာဝန်လို့မှတ်နေတာလားစောက်ရှက်အကွဲခံပြီးမှတ်အောင်တရုတ်ကလာတဲ့မြေရှားတပ်တွေကလော်သွားတယ်အညာမြေမှာ ကချင်ပြည်နယ်မှာအလဲပိုင်းဒေသတွေမှာမင်းတို့ဘာလုပ်ပေးလဲတရုတ်လာလဲဖင်ကုန်းပေးလိုက်တယ်ရုရှားလာလဲမင်းတို့ဖင်ကုန်းပေးလိုက်တယ်အဲ့နာကိုဘာနဲ့နိုင်ငံတာဝန်ယူရလို့မင်းတို့ထင်နေတာလားဟမ်အဲ့ဒါနိုင်ငံတာဝန်ယူနေတာမဟုတ်ဘူးစစ်တပ်မရှင် တိုင်းပြည်ပြတ်တာကြပြီတဲ့စစ်တပ်ရှိလို့တိုင်းပြည်မှာရှိနေတဲ့တဘာဝတန်ဇာတာတွေကုံသွားတာကြတော့ မပြောချင်ဘူးမင်းတို့စစ်တပ်ရှိနေလို့အညာမြေမှာရှိနေတဲ့မြေကြီးတွေတရုတ်ကလာမလာဗောမင်းတို့စစ်တပ်ရှိနေလို့ရုရှားကနေမြေကျူးလာတာဗောဟင်မြန်မာပြည်သားကမြန်မာနိုင်ငံထဲမှာရှိနေတဲ့မြေပုံထဲမှာရှိနေတဲ့ကချင်ကယားကရင်ချင်းဗမာမော်ရခိုင်ရှမ်းကိုကြတော့တန်မှုမထားဘူးရုရှားကြတော့မင်းတို့ကဖင်ကုန်းတယ် တရုတ်ကြတော့ဖင်ကုန်းတယ်မင်းတို့စစ်တပ်မှမဟုတ်တာဖင်ကုန်းတတ်တယ်ဟာယို့ဟာမင်းတို့တိုင်းပြည်တောင်ဝင်ထမ်းဆောင်နေရမှာမဟုတ်တာမင်းတို့ရဲ့အရေးချင်းတွေကရုရှားဆိုရင်တိုင်းလိင်တွေဝယ်ပေးတိုင်းလိင်တာကျွန်တော်ချပေးမဟုတ်ပါဘူးကိုလိုနီတွေမတိရဲဘူးတဲ့ကိုလိုနီတွေမတိရဲဘူးလို့လာထောက်တယ် အဲ့ဒါဆိုလို့ရှင်အခုလက်ရှိအညာမြေဒေတာတွေမှာတရုတ်ကနေတော့မှနေမြေတွေကလော်ထုတ်နေတာကြတော့သူဒီနေမြေကျူးနေတာမဟုတ်ဘူးလားတရုတ်ပြည်ကတရုတ်ပြည်မှာပဲလှုပ်ရှားလေဘာဖြစ်လို့မြန်မာပြည်မှာလာလှုပ်ရှားတာလဲဘာဖြစ်လို့အညာမြေမှာလာလှုပ်ရှားတာလဲတရုတ်ပြည်ကတရုတ်ပြည်မှာပဲလှုပ်ရှားလေဘာဖြစ်လို့ကချင်ပြည်နယ်မှာ လာပြီးတော့မှမြေတွေကလော်တာလဲဘာဖြစ်လို့အညာမြေတခွင်မှာလာပြီးတော့မှမြေကြီးတွေလာတဲတာလဲဟမ် ဲ့ဒါလေးတောင်မှမင်းတို့မတက်ဘူးလားဟင်ပင်ရန်ကုန်မှာဆိုလို့ရှိရင်လည်းတရုတ်ကကြားပြတ်လုပ်ငန်းတွေအများကြီးလုပ်ထားတာတွေရောအများကြီးပဲမန္တလေးမှာလည်းကြားပြတ်လုပ်ငန်းတွေအများကြီးရှိတယ်ဟိုတယ်နဲ့အတိအကျပြောရမလားတရုတ်လုပ်နေတဲ့အရာတွေကြားပြတ်လုပ်နေတဲ့ဟာတွေဘယ်ဟိုတယ်မှာမန္တလေးရဲ့ဘယ်ဟိုတယ်မှာဟင်တရုတ်ကကြားပြတ်လုပ်ငန်းလုပ်နေတာဒါနေမြကျူးနေတာပဲအဲ့လိုမျိုးကြတော့မင်းတို့တွေဒီဘာဖြစ်လို့မမောင်းထုတ်တာလဲ 啊！Huh?